Hello အားလုံးပဲနေကောင်းကျန်းမာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရနော်ဒီနေ့ကျွန်မပြောပြပေးသွားမယ့်ရုပ်ရှင်အားကြတော့ Pope Francis ပြန်လွန်ပြီးနောက်ပိုင်းမှာကြီးရှုံုံပြန်ပြီးမြင်မာလာနေတဲ့ Conclave ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြောင့်ပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ Robert Harris ရဲ့ဝိသုဒပုတ်ဖြစ်ပြီးတော့မှ Director Edward Berger ကရိုက်ကူးခဲ့တာဖြစ်ပါတယ်ဒီဇာတ်ကားမှာကျွန်မအနေနဲ့အချိန်ဆုံးကတော့ဇိုက်အိမ်တိဆောက်ပုံရဲ့ Cinematography ရဲ့ဖြစ်ပါတယ် ဇာကားထောက်ချောင်လုံးမှာတကယ်ကောင်းတဲ့ဒီမြင်ကွင်းတွေအရာတွေနဲ့ဒီအချိုးအစားတွေနဲ့ဖန်တီးထားတာဖြစ်လို့ပေါ့နော်။ဘာသာဝင်မဟုတ်တဲ့သူတွေကြည့်ရင်လာမှာပဲတကယ်သဘောကျမှာသိချပါပဲ။ဇလန်းရဲ့အဆောက်မှာတော့ပုံရဟန်းမင်းကြီးပြန်လောင်ပြီးချိန်ကာဒီနယ်ရီစစ်စတာတွေစုယုံရောက်ရှိပြီးဝန်းနေနေကြတဲ့အခိုက်အတန့်နဲ့စတင်ထားပါတယ်။ပုံရဟန်းမင်းကြီးရဲ့ဇာပနအပြီးမှာတော့ကက်သလစ်ဘာသာဝင်တွေရဲ့ထုံးစံအတိုင်းပုံရဟန်းမင်းကြီးအစ်တတပါရွေးချယ်ဖို့စတင်ပြင်ဆင်ကြရပါတော့တယ်။ ကာဒီနယ်လော်ရန့်စ်ကဒီပွဲကိုဦးဆောင်စီစဉ်ရတဲ့သူဖြစ်လို့ပို့ပြီးမှအမလန့်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲဂိုင်းချုပ်ဝိုးစနီရက်ကခနာလေးတွေ့ဆုံခွဲတောင်းလာတယ်။အရေးကြီးတယ်ဆိုပြီးပြောတယ်ပေါ့နော်။ဆိုတော့မအားတဲ့ချားရဲရပဲသူသွားပြီးတော့မှတွေ့လိုက်တယ်။အဲ့ဒီအချိန်မှာဝိုးစနီရက်ကဘာပြောလဲဆိုတော့အခုကာဒီနယ်ယဟန်အမတ်အဖြစ်ရွေးကောက်ခံရမယ့်အထဲကမှကာဒီနယ်ထရမ်ပလေးကပုံယဟန်မင်းကြီးမပြောင်းလို့ခင်မှာနောက်ဆုံးတွေ့ခဲ့တဲ့သူဖြစ်တယ်။ပြီးရင်အဲ့ဒီတယောက်ကိုပုံယဟန်မင်းကြီးကရာဒူကနေထုတ်ပြီးတော့မှအာဒီ အလုပ်ထုတ်လိုက်တယ်ဆိုတဲ့အကြောင်းကိုပြောတယ်ပေါ့နော်ဒါပေမဲ့ဘာကြောင့်ထုတ်လဲဆိုတာကတော့သူမသိပါဘူးတဲ့ရွေးချယ်ပွဲကျင်းပဖို့လဲရန်ဒီကန်နေပြီမို့လို့သူစကားအများကြီးမပြောဘဲနဲ့ပြန်ဝင်လာလိုက်ရတဲ့အချိန်မှာကိစ္စတစ်ခုကလည်းရှိနေပြန်တယ်။ဘာလို့လဲဆိုတော့များသောအားဖြင့်ခါတီနယ်ရဟန်းမတ်တေကိုခန့်ရတဲ့အခါမှာလူသိလူသိရှင်ကပေါ့နော်ကြီးညာပြီးခန့်အပ်တာဖြစ်ပေမဲ့အခုရောက်လာတဲ့တယောက်ကကြတော့လျှို့ဝှက်ခန့်အပ်ထားတာဖြစ်တယ်လို့ပြောလာတယ်ပေါ့နော်။ဆိုတော့ဒီလျှို့ဝှက်ခန့်အပ်ထားတဲ့ကာဒီနယ်တယောက်ကဘသူလဲပေါ့နော်။အဲ့တော့သူက ဘယ်ကနေရောက်လာလဲဒါကိုသူတေချာစစ်ဆေးတယ်စစ်ဆေးပြီးတော့မှဒီခန့်အပ်ထားတဲ့ဒီဆောင်ရွက်ဆောင်ရွက်တွေကိုလည်းကြည့်တဲ့အခါမှာတကယ်ပဲပုံဟန်းမင်းကြီးကတေတေချာချာခန့်အပ်ထားခဲ့တဲ့သူတယောက်ဖြစ်တယ်ဆိုတာသိလိုက်ရတဲ့အတွက်ဒီရွေးချယ်ပွဲမှာလည်းသူကဂါဒီနယ်တယောက်ဖြစ်ပါဝင်လာမယ်ဆိုတာကိုကြေညာလိုက်ပါတယ်အားလုံးကတော့တအံ့တအောဖြစ်နေတယ်ဘာလို့လဲဆိုတော့အခုလျှို့ဝှက်ခန့်အပ်ထားတဲ့ဂါဒီနယ်ဗင်းစင်ဖန်နီတက်ဆိုတာကအာဖဂန်နစ္စတန်နိုင်ငံရဲ့ကာဘူမြို့ကဖြစ်လို့ပါပဲ။ အာဖဂန်နစ္စတန်နေရောက်ရှိလာတဲ့ဒီကာဒီနေရဲ့အခန်းခံတာပေါ့နော်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့သူ့ရဲ့ထိုင်ရန်လော့တေကလည်းဒီစကားထဲမှာပေါ့နော်တော်တော်လေးကိုထိထိမိမိပြောတာပေါ့နော်ဒါကြောင့်မလို့သူ့ကိုစတင်ပြီးတော့မှမိတ်ဆက်တဲ့အချိန်တော့သူ့ဆူတောင်းပေးခဲ့တဲ့ဇဝင်ကန်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ သင်းဆွဲဒေတာဆွဲနဲ့လူမျိုးဆွဲတွေရှိတယ်ဆိုတာကိုကျမတို့ဒီဇာတ်ကားမှာလေ့လာလိုက်ရတယ်ပေါ့နော်။ဒီအာဖဂန်နစ္စတန်နေရောက်ရှိလာတဲ့ကာဒီနယ်ဖန်ဒီဒက်စ်ကိုအာတချို့တွေကမကြိုက်ကြအောင်ပေါ့နော်။ပြီးရင်ဒီလူမျိုးဆွဲတွေဒေတာဆွဲတွေနဲ့ပေါ့เนาะအလိုမဲပေးကြဖို့ဆိုပြီးတော့မှဆွဲကြတာကိုလည်းတွေ့ရတယ်။ဒီနေရာမှာပွဲစီစဉ်သူဖြစ်တဲ့ Cardinal Lawrence ကတော့ပွဲမစခင်ကသူတိထားတဲ့ Cardinal Tremblay နဲ့ပတ်သက်တဲ့ကိစ္စကိုပုံနေနေတွားမိလိုက်တယ်ပေါ့เนาะ ထရမ်ပလီကတော့သူ့ကိုပုတ်ရဟန်းမင်းကြီးကထုတ်လိုက်တာလုံးဝမဟုတ်ဘူးဒါကအခြေမြင့်မရှိဘူးဆိုပြီးတော့မှခက်တီတီနဲ့ညင်းလိုက်တဲ့အခါကျတော့အာဂါဒီနယ်လောရန့်ဆိုရင်ဘာမှဆက်မပြောဘဲနဲ့ပေါ့နော်ပြန်လာခဲ့ရတယ်။ဒီလိုနဲ့ပထမဆုံးမဲပေးတဲ့အချိန်မှာတော့ဂါဒီနယ်အဒေးယမီကနှဆက်တမဲ၊ဂါဒီနယ်ဒီတက်စ်ကိုဆက်ရှင်မဲ၊ဂါဒီနယ်ဘယ်လီနီ18မဲ၊ဂါဒီနယ်ထရမ်ပလီ16မဲနဲ့ဂါဒီနယ်လောရန့်ကငါးမဲစီရရှိခဲ့ကြပါတယ်။ ီလိုမျိုးကာတီနေတယောက်ယောက်က၃ဝန်၂ပုံဖြစ်တဲ့89မဲရမှပုံဟမ်းမင်းကြီးဖြစ်မှာမလို့တို့ဒီအောင်နောက်တစ်ကြိမ်ထပ်ယူဖို့ကြေညာလိုက်တယ်ပေါ့နော်တတိယအကြိမ်ကျတော့ကာတီနေအဒေးရမီက52မဲထိရရှိလာတယ်ဆိုတော့အဲသူကပုံဟမ်းမင်းကြီးဖြစ်လာဖို့အတော်နှီးစက်နေပြီပေါ့နော်ဆိုတော့ဒီပြီးတော့နေ့လယ်သမင်းစားနာချိန်မှာပေါ့နော်အဲအပြင်မှာပောက်ပွဲမှုတစ်ခုဖြစ်တယ်ဒါပေမဲ့ဒီရွေးချယ်ပွဲအနောက်ချက်ဖြစ်မှာဆိုလို့ဆိုပြီးမှမပြောခိုင်းဘူးပေါ့နော် ကာဒီနယ်တွေနေလဲစားစားဖို့ဒီစစ်တာတွေကပြင်ဆင်ပေးနေတဲ့အချိန်မှာပဲပေါ့နော်မင်းအများဆုံးရထားတဲ့ကာဒီနယ်အထရေမီရဲ့အော်ငေါတန်နဲ့ဒီစစ်တာတွေကအတောင်ကြားလိုက်တယ်ပေါ့နော်ကြားလိုက်ပြီးတော့မှအာကာဒီနယ်လောရန်ကစိတ်ထဲမှာတော်လေးတမျိုးဖြစ်သွားတယ်ပေါ့နော်သမစ္စာကန်းလေးကနေထွက်ပြေးသွားတဲ့ဒီစစ်တာကိုလိုက်ရှာပြီးတော့မှသူတကယ်နွိနွိထွိထွိနေပေါ့နော်။အစကားပြောတဲ့မင်းမြန်ပြီးတဲ့နောက်ပိုင်းမှာပုံရဟန်းမင်းကြီးရွေးချယ်ပွဲကိုအကြီးကြီးတက်ရောက်စေနိုင်တဲ့အချက်တခုကိုတီးလိုက်ရပါတယ်။ အခုထိမဲအများဆုံးရနေပြီးတော့ပုံယဟန်မင်းကြီးဖြစ်ဖို့နံပါတ်1ပြေးနေတဲ့ကာတီနဲ့အဒေယမီကအဲ့ဒီ sister နဲ့လွန်ခဲ့တဲ့အနှစ်30တုန်းကပတ်သက်မှုရှိခဲ့တယ်။ကလေးတယောက်လည်းရခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကာတီနဲ့အဒေယမီကသူတို့အရန်ငယ်သေးတဲ့အချိန်မှာဖြစ်ခဲ့တာပါလို့ပြောလာတော့ no 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 မင်းငယ်တာမဟုတ်ဘူး။သူမပဲငယ်တာပါ။သူမအဲ့ဒီတုန်းက19နှစ်ပဲရှိသေးတယ်လေ။ ျွန်တော်တကယ်ကိုစိတ်မကောင်းပါဘူး။ဒါပေမဲ့လိမ်မိုင်းဆိုင်ရာနာမည်ပြမှုဆိုတာကအသင်းတော်အတွက်အဆိုးဆုံးဖြစ်လို့ခမည်းဘတော်မှာပုံရဟန်းမင်းကြီးဖြစ်လာမှာမဟုတ်ဘူး။ဒါပေမဲ့ခမည်းကလူကောင်းတယောက်မှလို့အပြစ်ဖြေဖို့အတွက်နီလန်းရှာတွေ့မှာပါလို့ကာဒီနယ်လော်ရန့်စ်ကပြောပြီးတော့မှသူတို့နဲ့အတူတူဆူတောင်းလိုက်ကြပါတယ်။ဒီဖြစ်ရပ်တွေပြီးမှဆက်လက်မဲပေးကြရင်လည်းငါးချိန်မြောက်မဲရလက်ရလာပါပြီ။ကာဒီနယ်ထရမ်ပလီ40ကာဒီနယ်တီတက်စ်ကို34 ကာဒီနယ်ဘယ်လီနီ73မယ်ကာဒီနယ်လောရန့်စတမဲနဲ့ကာဒီနယ်အဒေးယမီကိုမဲပဲရပါတော့တယ်။ဘာလဲဆိုတော့သူရှေ့ကဖြစ်ခဲ့တဲ့ဒီဖြစ်ရပါတော့။ဒီ sister တယောက်နဲ့ကာအသက်အရန်ငယ်သေးတဲ့အချိန်မှာအာဖြစ်ခဲ့တဲ့အကြောင်းရပါတော့။ဆိုတော့အဲ့ဟာကြောင့်သူကမဲနေသွားတယ်။ပြီးတော့ကာဒီနယ်ဘန်နီဒက်စ်က6မဲအဖြစ်မဲရလက်ရရှိခဲ့တယ်ပေါ့နော်။ဆိုတော့ဒီမှာလဲ၃၃ဘုံမရသေးတော့ဒီဘက်ကိုဆက်လက်ချင်းပါဖို့ဆိုပြီးတော့မှကြီးညာလိုက်တယ်။ ခဏကြာတော့ဒီကာဒီနယ်လော်ရန့်စ်ကလက်ထောက်ကရောက်လာပြီးတော့မှဒီပြောချက်ရှိတာကြီးပြောတယ်ပြောရင်းနဲ့ပေါ့နော်ဒီအဲကာဒီနယ်ထရမ်လေကပုံရဟန်းမင်းကြီးဖြစ်လာနိုင်ခြင်းရှိတော့ပေါ့နော်အဲပုံအရင်တော့ပုံရဟန်းမင်းကြီးကသူ့အလုပ်ထုတ်ခဲ့တာဘာကြောင့်ထုတ်ခဲ့တာလဲပေါ့နော်အဲ့ဒါဟုတ်မဟုတ်ဆက်ပြီးစုံစမ်းပေးရမလားလို့မေးတယ်ဒါပေမဲ့အဲကာဒီနယ်လော်ရန့်စ်ကကြာတော့အရင်စိတ်ပြက်လက်ပြက်ဖြစ်နေပြီပေါ့နော်ထပ်ပြီးမစုံစမ်းမှနေတော့လျှို့ဝှက်ချက်တွေငါတိကများလာပြီပေါ့နော်ဖခင်ရဲ့အလိုတော်အတိုင်းပဲရှိပါစေလို့သူပြောလိုက်တယ်ပေါ့နော် အဲပြီးတော့အခန်းနဲ့ပြန်လာကြရင်လည်းဒီအာဖဂန်နစ္စတန်လာတဲ့ကာဒီနယ်ဖနီတက်စ်နဲ့အဲကာဒီနယ်လော်ရန့်စ်နဲ့စကားပြောဖြစ်တယ်ပေါ့ပြောဖြစ်တဲ့အခါမှာဒီဖနီတက်စ်က လော်ရန့်စ်ကိုပဲမဲပေးတယ်လို့သူသိရတယ်ပေါ့နော်ဆိုတော့လော်ရန့်ကသူ့ကိုမဲမပေးပါနဲ့တော့အဲသူမဖြစ်ချင်ဘူးပေါ့နော်ပုံရဟမင်းမဖြစ်ချင်ဘူးလို့ပြောပေမဲ့ဒီဖနီတက်စ်ကတော့စိတ်မရှိပါနဲ့ပုံရဟမင်းကြီးဖြစ်ဖို့အထိုက်အတန်ဆုံးသူကိုပဲမဲပေးနိုင်မယ် ကျုပ်တို့အဲ့ဒါက tremble မဟုတ်ဘူးခမည်းပါပဲလို့ပြပြတတပြောလိုက်တဲ့အခါမှာအကြိုက်တိတ်ဆိတ်သွားတာပေါ့နော်အဲ့ချိန်မှာပဲ Cardinal Lawrence ကအတွေးရသွားတယ်အတွေးရသွားပြီးတော့မှဒီ Cardinal အထက်ရမိရဲ့ဟိုလွန်ခဲ့တဲ့2030ကဖြစ်ခဲ့တဲ့အကြောင်းအရာဘာလို့ခုမှပေါ်လာတာလဲဆိုပြီးတော့မှသူအဲ့ဒါကိုစုံစမ်းချင်လာစုံစမ်းချင်တာပြီးတော့မှခုန Sister Agnes ကိုတွေ့မိတယ်တွေ့မိတဲ့အခါမှာ Sister Agnes ကရှော့ရှော့ရှူရှူမပြောဘူးပေါ့နော်အဲမပြောပေမဲ့လည်းဒီ sister ကပေါ့နော်ဒီပြန်လွန်သွားတဲ့ယဟန်မင်းကြီးနဲ့အနီးကပ်ဆုံးရှိခဲ့တယ်ဆိုတာနားလေတဲ့အခုလည်းပုံယဟန်မင်းကြီးအတွက်ကူညီပေးပါဆိုပြီးမှတင်းစီချာချာပြောလိုက်တဲ့အခါကျတော့မှပဲဒီအကြောင်းအသေးစိတ်လောက်ထားတဲ့ file ကိုသူကထုတ်ပြလာတယ်ပေါ့နော်ဒီ sister Agnes ထုတ်ပြလာတဲ့ file ကိုဖတ်ပေးတာနဲ့ Cardinal Lawrence က Cardinal Tremblay ကိုသွားတွေ့တယ်ပြီးတော့ရွေးချယ်ပွဲကနေခမည်းကိုထုတ်ပါတယ်ခမည်းကပုံယဟန်မင်းကြီးဖြစ်လာဖို့တော့လုံးဝမသင့်တော့ဘူးဆိုပြီးပြောတယ်နောက်ပြီးတော့ ခမရရဲ့အပြုတ်မှုနဲ့ပတ်သက်ပြီးတော့မှတိုင်ကြားချက်တွေရလာတော့ကြုံတည်တယ်။ပုံရဟန်းမင်းမပြောင်းလို့ခင်မှာလဲဒီတိုင်ကြားချက်တွေကြောင့်ခမရကိုရှိသမျှရာထူးတွေအကုန်ဖြုတ်ပြီးတော့မှအနားယူစေခဲ့တာလို့ကြောတယ်ပေါ့နော်။ပြီးတော့ဂါဒီနယ်အဒဲယမီရဲ့ဟိုးနောက်ကျောင်း30လောက်ကိုလိုက်ပြီးတော့မှသူနဲ့ပတ်သက်ခဲ့တဲ့ sister ကိုဒီတိရောက်လာအောင်ခေါ်တာလည်းငါသိတယ်ဆိုပြီးတော့မှတခုမှချင်ပြောလိုက်တယ်ပေါ့နော်။ပြောလိုက်ပြီးမှလည်းအဲ့ဒီ sister ကိုပုံရဟန်းမင်းကြီးကခေါ်ခိုင်းတာမို့လို့ ဟိုသူကခေါ်ရတာပေါ့နော်တိတ်တိတ်လေးတော့ခေါ်ပြီးတော့မှအာဒီလုတ်ပေးရတာပေါ့နော်ဒါကြောင့်မလို့ဒီလိုလာပြီးဆွဆွဲရတာကိုတတိထားပါပေါ့နော်အဲခမားပုံရဟမင်းဖြစ်ချင်လို့ပြိုင်ဘက်ဖြစ်တဲ့ကျုပ်ကိုအပုတ်ချတာမျိုးတော့မကောင်းပါဘူးဆိုပြီးတော့မှကာဒီနယ်ထရမ်လေးကပြန်ခြေပပါတယ်ပြီးတော့ဒီစကားတွေမပြောခဲ့သလိုပဲကျွန်တော်တတ်မှတ်ပေးလိုက်မယ်လို့ပြောပြီးတော့မှအနိုင်နဲ့ပိုင်ပြီးထွက်သွားလိုက်တယ်ပေါ့နော် အဲ့ချိန်မှာပဲကာဒီနယ်လော်ရန့်စ်ကသူ့ကိုစော်ကားသွားတယ်ဆိုပြီးသူထိတ်ထဲမှာနည်းနည်းတနှုံနှုံဖြစ်တယ်ပေါ့နော်ဖြစ်ပြန်ဖြစ်ပြီးတော့အဲ့ဒီအကြောင်းကိုတက်သေးပြဖို့အတွက်စီမင်းတစ်ခုသူချိုးဖောက်လိုက်တယ်ပေါ့နော်အဲ့ဒါကတော့ဒီစီးပိတ်ထားတဲ့အရင်ပုတ်ရဟန်းမင်းကြီးနေခဲ့တဲ့အခန်းကို စီးဖြတ်ပြီးတော့မှသူကဝင်သွားတယ်ဝင်သွားတယ်အဲ့ဒီအခန်းထဲမှာကာဒီနယ်ထရမ်ပလီနဲ့နောက်ဆုံးစကားပြောခဲ့တဲ့ဖြစ်ဖြစ်တဲ့အတွက်ပေါ့နော်နောက်ဆုံးစကားပြောခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာရှိထားတဲ့ တက်သေးတွေကိုရနိုင်မှာမဟုတ်လို့ပေါ့နော်အဲ့လိုဝင်သွားတာကိုလည်း sister agnes ကမြင်ပြီးတော့မှရိမ့်မိပြီးမယ်ဘာမှမပြောခဲ့ဘူးပေါ့နော်ဒီလိုပဲအခန်းထဲမှာသူဟိုရှာတီရှာလုပ်တဲ့ဗီဒီယိုတွေပိုင်းဖွင့်ကြည့်ရတာမှဘာမှတက်သေးမတွေ့ခဲ့ဘူးပေါ့နော်မတွေ့ခဲ့ပဲနဲ့ဒီကရင်ပေါ်မှာထိုင်ပြီးတော့မှအရင်ပုံရဟန်းမြင့်ကြီးတုံးခဲ့တဲ့မျက်မှန်လေးကိုကင်ကြည့်ပြီးတော့သူငိုနေတဲ့အချိန်မှာပဲအဲ့ဒီကတင်ရဲ့ပေါ့နော်ခေါင်းရင်ပေါ့ခနေခေါင်းရင်မှာဆိုတက်သားရဲ့ဒီဆိုဖာရဲ့အဲ့လိုမျိုးကတ်ထားတဲ့နေရာရှိတယ်။အဲ့နေရာမှာသူက ဟာနေရာလေးတွေ့တော့သူအဲ့ဒါလေးကိုလှမ်းကြည့်လိုက်တယ်လှမ်းကြည့်လိုက်တော့အဲ့ဒီထဲမှာသူစာရွက်လေးစာရွက်တွေညှတ်ထားတာကိုတွေ့လိုက်တယ်ပေါ့နော်ဖွက်ထားတာပေါ့အဲ့အဲ့စာရွက်တွေကိုသူထုတ်လိုက်တယ်ထုတ်လိုက်တယ်အဲ့ဒီဟာက ကာဒီနယ်ထရမ်ပလေကရှေ့တစ်ခေါက်ရွေးကောက်ပွဲတော့သူကလက်လာပါပေးပြီးတော့မှမဲတွေဝဲထားတဲ့အထောက်ထားဖြစ်နေတာပေါ့နော်။နောက်တစ်နေ့မှာတော့ကာဒီနယ်လော်ရန့်စ်ကသူရထားတဲ့စာရွက်တွေကို copy ကူးတယ်။ copy ကူးတော့မှကာဒီနယ်တွေမနှက်စာစာတဲ့ဇပွဲတွေပေါ်မှာတခုချင်းစီလိုက်တင်ထားတယ်ပေါ့နော်။ဒါကရွေးချယ်ပွဲကိုဥဆောင်နေရတဲ့ကာဒီနယ်တယောက်နေလည်းမဖြစ်မနေအမှန်တရားသိအောင်လုပ်ရတာဖြစ်ပေမဲ့ ကာတီနယ်ထရမ်ပလီကတော့လုံးဝဒေါသတွေထွက်ပြီးညင်းဆိုတာပေါ့နော်။အော်ပြီးတော့ဒီအတိုင်ခံတဲ့ထဲမှာနောက်ထပ်ဘုံကြီး၈ယောက်လည်းပါတယ်။ဒါပေမဲ့အဲ့၈ယောက်ကိုတော့ကာတီနယ်လော်ရန့်စ်ကနာမယ်တွေထုတ်မပြောဘူးပေါ့နော်။ဟိုပြီးဒီရွေးချယ်ပွဲမှာခါတီးရဟာလည်းမဖန်တီးခြင်းဘူးဘာညာနဲ့သူကပြောလဲပြောအားလုံးကပေါ်လောရိုက်သွားကြတာပေါ့နော်။အားလုံးကဆူညာပေါ်လောရိုက်ပြီးရိုက်ပြီးအဲ့ချိန်မှာပဲဘုံတော်ကြီးအသေးယမီနဲ့ပတ်သက်ခဲ့တဲ့ဒီ sister ကို ကာဒီနယ်ထရမ်ပလီကခေါ်တာပါဆိုပြီးတော့မှ Sister Agnes ကဝင်ပြီးတော့တတ်သိခံလိုက်ပါတယ်ကာဒီနယ်ထရမ်ပလီကဘလို့ပဲညင်းညင်းသူလှုပ်ထားတဲ့အထောက်ထားတွေကပြည့်စုံနေတာဖြစ်တဲ့အတွက်သူပုံရဟန်းမင်းကြီးမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့ဒီလိုမျိုးဖြစ်ရတဲ့ဖြစ်ပြီးတော့ရွေးချယ်ပွဲအခမ်းအနားမဝင်ခင်လေးမှာပေါ့နော်အဲကာဒီနယ်ဘယ်လီနီကနေပြီးတော့မှ မဲရလကဘလိုပဲဖြစ်ဖြစ်ပေါ့နော်ခမရတာပုံယဟန်မင်းဖြစ်မယ်ဆိုရင်ဘယ်နာမည်ယူမလဲဆိုတာကြုံမေးထားခြင်းနဲ့လို့ကာဒီနယ်လော်ရန့်စ်ကိုပြောလာပါတယ်အဲ့ချိန်မှာကာဒီနယ်လော်ရန့်စ်ကဂျွန်းဆိုတဲ့နာမည်ကိုယူမယ်လို့ပြောလိုက်ပါတယ်နောက်ပြီးရွေးချယ်ပွဲစတဲ့အချိန်မှာကာဒီနယ်လော်ရန့်စ်ကမဲစာရွက်မှာသူ့နာမည်သူပြန်ရေးလိုက်ပါတယ် ရွေးချယ်ပွဲမှာမိမိဟာပုံရဟန်းမင်းဖြစ်ဖို့အတွက်တကယ်ရည်ချင်းပြည့်မိတယ်လို့ယူဆတယ်ဆိုရင်မိမိကိုယ်ကိုယ်လည်းပြန်ပြီးမဲပေးလို့ရပါတယ်ဒါကြောင့်သူကသူ့နာမည်ကိုပြန်ရေးလိုက်တာပေါ့နော်အဲ့ဒီမဲဆော်ရလေးကိုကင်ပြီးတော့မှသွားထည့်လိုက်တဲ့အချိန်မှာပဲဒီလိုမျိုးပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ အခုရွေးချယ်ပွဲလုပ်နေတဲ့နှစ်ရက်အတွင်းမှာပဲကက်သလစ်ဘာသာဝင်တွေအများဆုံးရှိနေတဲ့မြို့တွေမှာအသေးခံဘုံဖောက်ခွဲမှုတွေရောအသေးစားပောက်ခွဲမှုတွေရောဖြစ်ပွားနေခဲ့တယ်။ဒါပေမဲ့အရှိတော်အကြတော့ဒီရွေးချယ်ပွဲပြတ်မှာဆိုလို့ဆိုပြီးဖုံးထားခဲ့တာဖြစ်တယ်ပေါ့နော်။အခုသူတို့ကိုယ်တိုင်သူတို့နေတဲ့ဖခင်เจ้าမှာဒီလိုမျိုးဖြစ်လာတဲ့အခြေအကျမှာပဲအားလုံးကတိတိကျကျသိရတာဖြစ်တယ်။အဲ့လိုအချိန်မှာပဲဒီဘာသာရေးနဲ့ပတ်သက်တဲ့အမုံစကားကိုကာဒီနယ်တီတက်စကိုကစပြီးပြောလာတယ်ပေါ့နော်။သူဘာပြောခံလဲဆိုတော့ဒီ ပြီးခဲ့တဲ့အနှစ်90လုံးမှာပေါ့နော်မယံမနာဖြစ်နေတဲ့ဘာသာရေးစစ်ပွဲအဲ့ဒီစစ်ပွဲကြီးကိုရပ်နိုင်မဲ့သူအဲ့ဒီလိုမျိုးတရိတ်ဆန်တွေကိုတိုက်ထုတ်နိုင်မဲ့သူခေါင်းဆောင်မျိုးပဲလို့ရလို့သူကပြောလိုက်တယ်ဆိုတော့ဒီတခြားလူတွေတရိတ်ဆန်လို့တော့နှုံးလိုက်တာဖြစ်တယ်အိမ်မှာသူသူ့ရဲ့ဒီနည်းနည်းကျန်းတန်းတဲ့စကားပြောဆိုနေတာပေါ့နော်တခြားကဒီနယ်တွေကလည်းနည်းနည်းစိတ်ပြက်လက်ပြက်တရားတစ်ပေါက်ပြောရင်စူညံနေကြပေါ့နော်အဲ့လိုပဲဟိုစူညံပေါ်လို့ရိုက်နေတဲ့အချိန်မှာဖုန်းတော်ကြီးတို့ လေးစားသမှုနဲ့ပြောချင်ပါတယ်။စစ်ပွဲအကြောင်းခမည်းတော်ဘာနာလဲပါတလဲ။ကျုပ်ကကွန်ကုံမှာဖုန်းတော်ကြီးတွေကိုဥဆောင်ခဲ့တာပါ။ဘန်တက်မှာကာဘူမှာအသေးအပြောက်တွေကြုံမြင်ခဲ့ရတယ်။ပြီးတော့ခရစ်ယာန်လားမွတ်စလင်လားသိချင်ခဲ့ရတယ်။ခမည်းပြောလိုက်တာကျုပ်တို့တိုက်ခိုက်ကြရမယ်တဲ့။ဘာဖြစ်လို့ကျုပ်တို့တိုက်ခိုက်နေရမယ်လို့ထင်လဲ။ ဒီနေ့လိုအဖြစ်ဆိုးမျိုးတွေကိုလောက်တာကအဲ့ဒီလူတွေလို့ထင်နေတာလားမဟုတ်ဘူးညီကိုတို့ခမရတို့တိုက်ပွဲဝင်နေရတာကဒီနေရာမှာပါနှလုံးသားထဲမှာပါကျုပ်တို့တဦးတယောက်ချင်းစီရဲ့စိတ်ထဲမှာ အခုအမုန်းပွားနေမှာလားဗတ်တွေရွေးနေမှာလားလူသားတိုင်းကို ကိုစားပြုမဲ့အစားလေဒါခမရတို့စီကိုကျုပ်ပထမဆုံးရောက်လာခြင်းမှာ နောက်ဆုံးလည်းဖြစ်မယ်လို့ထင်တယ်။စိတ်မရှိပါနဲ့။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာခမားတို့ဟာတေးတိမ်သူတွေဖြစ်ကြတက်တည်ပြခဲ့တယ်။ကိုကိုကိုပဲစိတ်ပူကြတယ်။ရောမအတွက်ရွေးကောက်ပွဲအတွက်အာနာအတွက်ပေါ့။ဒါပေမဲ့ဖះเจ้าဆိုတာကဒါတွေမဟုတ်ဘူး။ဖះเจ้าဆိုတာဒလေးတစ်ခုမဟုတ်ဘူး။ဖះเจ้าကအတိတ်မဟုတ်ဘူး။ဖះเจ้าဆိုတာ ကျုပ်တို့ဘာဆက်လုပ်မလဲဆိုတာပါပဲ။ Gardiner Bandy Dust ကသူ့ရဲ့အမြင်ကိုဒီလိုပဲယိုယိုလေးပြောပြခဲ့ပါတယ်။ပောက်ကွဲမှုတွေဖြစ်ခဲ့ပေမယ့်ရွေးချယ်ပွဲကမပြီးသေးတာကြောင့်သူတို့အဲရွေးချယ်ပွဲကနေရလက်တစ်ခုထွက်လာဖို့ပေါ့နော်။အဲချက်ချင်းမဲပြန်ပေးကြတယ်။ဒီမဲရေရေထွက်အပြီးမှာတော့တကယ်ပဲမဲရေ၃ပုံ၂ပုံကျော်ရသွားပြီးတော့မှပုံရဟန်းနဲ့အစ်စ်တရပေါ်ထွက်လာခဲ့ပါတယ် jasne electionem de te canonice factam in summum pontificam. Accetto. Cu nomine vis vocari? Innocentius. ပုံရဟန်းမင်းကြီးရွေးချယ်ပွဲကိုအပြင်ကနေစောင့်ကြည့်နေကြတဲ့ဘာသာဝင်တွေရောမီဒီယာတွေကိုရောပေါ့နော်ကြင်ညာဖို့ပဲကြံပါတော့တယ်။ဒါပေမဲ့ Cardinal Lawrence ကလက်ထောက်ကအဲ့အချိန်မှာရောက်လာပြီးတော့အခုရွေးချယ်ခံရတဲ့ပုံရဟန်းမင်းအသစ် Vanity Desk ရဲ့လျှို့ဝှက်ကိစ္စတခုကိုတူတူလေးထုတ်ပြောလိုက်တယ်။လက်ထောက်ပြောပြလာတဲ့အကြောင်းကိုတည်တည်ချင်းပဲမကြခင်ပုံရဟန်းမင်းဖြစ်တင်မြောက်ခံရတော့မယ် Cardinal Vanity Desk ကိုတွားပြီးတော့မှ ခမားဂျနီဘာကိုစေတော့ကုဖို့အစီအစဉ်ခဲ့တာအဲ့ဒါဘာကုတမှုလဲလို့မေးတော့ဘာကုတမှုမှမဟုတ်ပါဘူးသူကုတဖို့အစီအစဉ်ခဲ့တာပဲရှိပါတယ်ဖယားစီမှာလမ်းပြပေးဖို့အတွက်ဆူတောင်းပြီးတဲ့အခါမှာအဲ့ဒီကုတမှုကိုမလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘာကုတမှုလဲတအိမ်ထုတ်ချင်းလို့ခေါ်တဲ့ကုတမှုပါကြားလိုက်ရတဲ့စကားကိုကာဒီနယ်လော်ရန့်စ်တရာမယုံနိုင်ဖြစ်သွားတယ်ပေါ့နော် ူမတက်တော့မရက်နိုင်တော့ပဲထိုင်ချလိုက်ရတယ်။အဲ့ဒီအခန်းထဲမှာအကြိုက်တိတ်ဆိတ်သွားတယ်။ခမည်းတော်တာကိုကျုပ်ပြောပြပါမယ်။ကျုပ်ကမွေးဖွားလာတော့လည်းတားယောက်ျားလေးပါပဲ။အသက်30မှာဦးအတက်ခွဲဆိတ်တော့မှကျုပ်ရဲ့အတွင်းထဲမှာတအိမ်ရှိနေတယ်ဆိုတဲ့ဟာကိုဆရာဝန်က တွေ့တာပါ။တချို့ကလည်းဒါဆိုရင်မိမဖြစ်နေတာလားလို့ပြောကြတယ်။ ါမဲ့ကျုပ်ကခမည်းမင်းနဲ့အတိုင်ယောက်ျားလေးပဲလေဒီတအိမ်ကိစ္စကြောင့်ပုံရဟန်းမင်းကြီးစီကလည်းသူနှုတ်ထွက်ခွင့်တောင်းခဲ့ပါတယ်ဒါပေမဲ့ပုံရဟန်းမင်းကြီးကခွင့်မပြုဘဲနဲ့ဒီအစိပ်ပိုင်းကိုဖယ်ထုတ်ဖြစ်ဖို့ပဲစဉ်းစားခဲ့ပါတယ်ဒါပေမဲ့မလုပ်ဖြစ်ခဲ့ပါဘူးဘလို့ပဲဖြစ်ဖြစ်ငားငားပါပဲဖျားပေးထားတဲ့ခန္ဓာကိုယ်ကိုဒီတိုင်းမထားပဲပြောင်းလဲပြစ်တာကအပြစ်ပုံရောက်တယ်လို့ထင်တယ် ဖះဖန်ဆင်းထားတဲ့အတိုင်းမှာ၅ခုရှိနေပါတယ်။ဒါကလည်းမတူ क्वे ပြမှုတစ်ခုရဲ့အာသာချက်တစ်ခုပါပဲလို့ရှင်းပြလိုက်ပါတယ်။ကာဒီနယ်လော်ရန့်စ်ကလည်းဒါကဖះရဲ့အလိုတော်ပဲဖြစ်တယ်လို့တေချာစဉ်းစားလက်ခံလိုက်ပြီးတော့မှအပြင်မှာစောင့်ကြည့်နေကြတဲ့အများပြည်သူကိုပုပ်ယဟန်မင်းကြီးအစ်စ်ရပြီဖြစ်ကြောင်းမိโกဖြူနဲ့အသိပေးလိုက်ပါတော့တယ်။ ဒီစကားလေးကတော့ဒီဆောင်ဝင်ကမှာပဲအဆုံးသတ်သွားရဲပေါ့နော်ဆိုတော့အဲတချို့တွေကြတော့ဒီဟာကိုနားမလည်လိုက်တာရှိကောင်းရှိနိုင်နေပေါ့နော်ဘာလို့လဲဆိုတော့ဒါကဟိုယောက်ျားလေးလည်းဖြစ်တယ်ဘာလို့တအိမ်ပါလဲဆိုတဲ့ဟာမျိုးရှိတယ်လीဆိုတော့ဒါကတော့ intersex ဆိုတဲ့သဘောတရားဖြစ်ပါတယ်အကျွန်တော်နိုင်ငံမှာ intersex နဲ့ပတ်သက်ပြီးတော့ပေါ့နော်အသွေးအမြင်နည်းနည်းလေးဘဟုသုတနေကြသေးတာရှိရပေါ့နော်အသူကကြတော့ဒီမွေးရပါမှာယောက်ျားလေးလည်းကလည်းမဟုတ်မိန်းကလေးလည်းကလည်းမဟုတ်ဖ ೇನೆ ပေါ့နော် chromosome နှမျိုး ဲတွဲပါလာတဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်ဆိုတော့ तू ကတော့သူ့ကိုယ်သူယောက်ျားလေးလိုခံယူတယ်ဒါပေမဲ့ तू ထွန်းအထဲမှာအဲသူ့မှာအမျိုးသားအင်ကလည်းပါတယ်လို့မျိုးအမျိုးသမီးရဲ့ဒီအစိပ်အပိုင်းတစ်ခုပဲပေါ့နော်အမျိုးသမီးရဲ့တက်အင်အစိပ်အပိုင်းတစ်ခုပါနေရမျိုးပေါ့နော်အဲ့ဒါမျိုး intersex လို့ခေါ်ပါတယ်ဒါပေမဲ့ဒီထဲမှာကတော့ तू ကသူ့ကိုယ်သူယောက်ျားလေးလိုပဲခံယူတယ်ဖခင်ရဲ့သားတော့ဖြစ်ပဲခံယူတဲ့အတွက်သူ့ကိုဒီပုံဟမ်းမင်းကြီးဖြစ်ခွင့်ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲဒါကစကားထဲမှာပဲပေါ့နော် အာအပြင်မှာတော့ဒီလိုမျိုးလက်ခံနိုင်လားလက်မခံနိုင်လားဆိုတာကတော့ဒီကက်သလစ်ဘာသာဝင်တွေရဲ့ကက်သလစ်ဘာသာကိုဥဆောင်နေတဲ့ခေါင်းဆောင်တဲ့သူတွေပေါ့နော်အာသူတို့တွေကနောက်ပိုင်းမှာတော့ဒီအသင်းတော်ကိုပြောင်းလဲကြမယ့်အခြေအနေပေါ့မူတည်ရဲ့ပေါ့နော်ကျမကတော့ဘာသာဝင်မဟုတ်တဲ့အတွက်ဒီအကြောင်းအများကြီးတော့မပြောလို့ပါဘူးဒါပေမဲ့ဒီဇာကားလေးကကျမတို့ဘာသာဝင်မဟုတ်တဲ့သူတွေအနေနဲ့တော့မှာပဲပေါ့နော် အကြည့်ရတာတကယ်ကောင်းတယ်။ဘာသာရေးရဲ့အနှစ်သာရတွေလူတွေရဲ့အတ္တတွေပြီးရင်ဘလို့ကိစ္စအရအကြီးတစ်ခုကြုံလာတဲ့အခါမှာဘလို့မျိုးကင်တွယ်ဖြည့်ရှင်းကြမလဲပေါ့နော်။ပြီးအမှန်တရားရအောင်ဘလို့မျိုးလုပ်ကြမလဲဆိုတဲ့ဟာတွေကိုလေ့လာလိုက်ရမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်တခြားအကြောင်းအရာတွေကိုလည်းပြောပြပြီးမှဖြစ်လို့ subscribe လေးလုပ်သွားကြပါဦးနော်။တတနောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်။